ေဒီယိုအစီအစဉ်ကနေကြိုဆိုပါတယ်။ညစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ညစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ၉.၃၄မဂါဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။ မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာစက်ခွန်တက်တမ5မက်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းမရှိကြပါစေလို့မြစီမရေဒီယိုဖွင့်သူဖွေသားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နိုဗင်ဘာလ29ရက်ကြာသာပတေးနေ့မနက်ပိုင်းမြစီမရေဗီဒီယိုစီစဉ်တွေကိုမြန်မာစံတော်ချိန်မနက်9နာရီကနေ9နာရီခွဲအထိစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ကတော့ကိုမြတ်ပါဒီကနေ့မနက်ပိုင်းအတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ မိုးကုတ်မြို့ရဲစစ်ကော်မရှင်တပ်သား200နီးပါးရောက်ရှိနေပြီး TNL ရဲ့ညွှန်ကြားချက်ကြောင့်ကာကွယ်တပ်ဖွဲ့တွေမြို့ကနေစုခွာထားရတဲ့တဲ့င်အချင်းသားတွေကိုကြိုတင်မဲပေးခိုင်းတာဟာမဲမတမာမှုပြုလုပ်ဖို့ကြံစီနေတာဖြစ်တယ်လို့ KPPA ကထုတ်ပြန်တဲ့တဲ့င်ဆတဲ့တဲ့င်တွေပါဝင်နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာတဲ့င်တွေကိုတင်ဆက်ပေးသွားဖို့ရှိနေပါတယ်အဲ့ဒီနောက်မှာတော့ကရင်ပြည်နယ်အတွင်းကကြားဖြန့် online ငွေလေလုပ်ငန်းတွေမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး KNU ပြောခွင့်ရဘရိုဆော့တော်နီကိုမေးမြန်းထားတဲ့တီးသန့်တွဲဆုံမေးမြန်းခန်းအစီအစဉ်ကိုထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ်။အခုအချိန်ကစပြီးပြည်တွင်းသတင်းတွေကိုကျွန်တော်ကိုမျက်နဲ့အတူစိုင်းခန့်ကတင်ဆက်ပေးသွားဖို့ရှိနေပါတယ်။ စစ်ကော်မရှင်လက်အောက်ခံစွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးတန့်စင်ကိုတာဝန်ကနေရက်စဲလိုက်တယ်လို့ဒီကနေ့နိုမာလာ26ရက်နေ့ထုတ်စစ်ကော်မရှင်ထိန်းချုပ်သတင်းစာတွေမှာဖော်ပြပါရယ်။ဘာကြောင့်ယာရုကနေရက်စဲလိုက်တယ်ဆိုတာကိုတော့စစ်ကော်မရှင်ထုတ်ပြန်ကြမှာမတွေ့ရပါဘူး။ဒါပေမဲ့73ဒီတင်သွင်းရမှာဒေါ်လာဈေးကစားမှုလက်ပေးလက်ယူကိစ္စတွေနဲ့ဦးတန့်စင်အပါအဝင်အရာရှိကြီးတချို့နဲ့လုပ်ငန်းရှင်တချို့ဟာခေါ်ယူစစ်ဆေးခံရကြောင်းသတင်းတွေထွက်ပေါ်နေတာပါ။ တာဝန်ကနေရက်စဲခံလိုက်ရတဲ့ဦးတန့်စင်ဟာ73စီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။အရင်ကအဲ့ဒီကော်မတီမှာဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့ စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးညွန့်အောင် ကော်မတီဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့ဗိုလ်မှူးချုပ်ဟောင်းရန်အောင်စိုးတို့ဖမ်းဆီးအရေးယူခံလိုက်ရပြီးတဲ့နောက်2023ခုနှစ်အောက်တိုဘာလမှာကော်မတီကိုဖျက်သိမ်းပြီးအသစ်ပြန်ဖွဲ့တဲ့အချိန်ဦးတန်စင်ကဥက္ကဋ္ဌဖြစ်လာတာဖြစ်ပါတယ်။စစ်ကော်မရှင်ဟာတစ်ဖက်မှာလည်းလေတပ်ရဲ့စေဦးစီးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကိုယာတို့ကနေအနာပေးခဲ့ပြီးသူ့ရဲ့နေရာမှာတော့အနောက်ပိုင်းလေတပ်ကုတ်ကဲမှုဌာနချုပ်မှု ဘူချုပ်ထွန်းဝင်းကိုအစာထိုးခန့်အပ်ခဲ့ကြောင်းလဲနိုမလာ25ရက်နေ့မှာထုတ်ပြန်ထားခဲ့ပါတယ်ခင်ဗျာမန္တလေးတိုင်းမိုးကုတ်မြို့နယ်မှာအပြည့်ရကျင်ညာပြီးနောက်ပိုင်းတန်းမျိုးသားလွမြောက်ရေးတပ်မတော် TNL ကခေါ်သွင်းလာတာကြောင့်စစ်ကောင်မရှင်တပ်သား200နီးပါးရောက်ရှိနေတယ်လို့တော်လိုင်းတပ်ဖွဲ့တွေနဲ့နှိစက်သူတွေကပြောပါတယ်မိုးကုတ်မြို့နယ်အတွင်းက6ဖားဂိတ်မှာအင်အား30အစိုးရရုံးတွေမှာအင်အား40အောက်အချုပ်မှာအင်အား20အ ပေါ်ချုပ်မှာအင်အား90နဲ့ပြောင်းပြင်ရွာထက်ကရတနာရှင်လောက်ကွက်မှာအင်အား30ကျော်ရောက်ရှိနေပြီးအဲ့ဒီစစ်ကော်မရှင်တပ်သားတွေကိုလူပမာလ20နေနောက်ပိုင်းမှာခေါ်သွင်းလာတာလို့ဆိုပါတယ်စစ်ကော်မရှင်တပ်တွေကိုမိုးကုတ်မြို့နယ်15မိုင်ကျော်ဝေးတဲ့ပြင်ဦးလွင်ရှမ်းလန်းစုံကနေတဆင် TNL ကခေါ်သွင်းလာတာဖြစ်ပြီး မြို့ရဲ့နေရာတော်တော်များများမှာစိတ်ဝင်နေပြီဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်တော်လိုင်းတပ်ဖွဲ့တွေထိုင်ထားတဲ့မြို့ပပလက်မှာရှိတဲ့ view ကဂုံးတွေကနေတပ်တွေကိုနောက်ပြန်ဆုတ်ခိုင်းထားပြီးစစ်အုပ်စုတပ်တွေခေါ်သွင်းလာချိန်မှာမတိုက်ခိုက်ဖို့ပြောဆိုထားတယ်လို့မိုးကုတ်မြို့နယ်တော်လိုင်းတပ်ဖွဲ့တွေနဲ့နှိစက်တဲ့စီးရဲတရင်မြို့ကပြောပါတယ်။တတလောရောက်ရှိနေတဲ့စစ်ကော်မရှင်တပ်သားတွေကတော့စစ်ယူနီဖောင်ဝတ်ဆင်ထားတာမရှိဘဲမြို့ကန်ပုံစံနဲ့လှုပ်ရှားနေတိုင်းကစစ်ပြင်ဆင်နေကြတယ်လို့ဆိုပါတယ်။ ။ကတလော့မှာတော့မိုးကုတ်မြို့ကိုစစ်ကော်မရှင်တပ်ကပြန်လည်ထိန်းချုပ်ဖို့ပြင်ဆင်နေတာကြောင့်မြို့ကန်လူလူတွေဟာစစ်ကော်မရှင်ကင်းစင်တဲ့မြေတွေနဲ့တခြားဒေသတွေကိုအလုံးရင်းနဲ့ရွှေ့ပြောင်းနေတာကြောင့်မြို့မှာတော့လူသွားလူလာမရှိဘဲတိတ်ဆိတ်နေတယ်လို့ဆိုပါတယ်။တရုတ်ရဲ့ဂျာဝင်စစ်ဆေးမှုနဲ့စစ်ကော်မရှင်နဲ့ TNL တပ်တို့ဟာကုမင်းမြို့နယ်မှာအပြစ်ရဲ့သဘောတူညီချက်နဲ့မိုးကုတ်မြို့နယ်နဲ့မိုးမိတ်မြို့နယ်တို့ကိုလက်လွတ်ပေးခဲ့ရတာဖြစ်ပါတယ်။ တရုတ်ပြည်အားကြောင့်တရနယ်လက်တက်ဟာမိုးကုတ်မြို့ကိုစစ်ကော်မရှင်တပ်တွေမဖြစ်မနေခေါ်သွင်းလာရမှာဖြစ်ပြီးမြို့ကနေတော့နိုဝင်ဘာလ29ရက်နေ့နဲ့30ရက်တွေမှာတပ်တွေဆုတ်ခွာသွားမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာစကိုင်းတိုင်းဝက်လက်မြို့နယ်ပုံနာချေးရွာနီးမှာအင်အားတရာကျော်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်တိုက်ခိုက်ခံရပြီး35ဦးသေဆုံးကလက်နက်ခဲယမ်းတွေတင်စီရမိခဲ့တယ်လို့ရွှေဘိုခရိုင်အမှတ်1တပ်ရင်းကထုတ်ပြန်ထားပါတယ် နိုမာလာ23ရက်နေ့မနက်၈နာရီခွဲမှာဝက်လက်မြို့နယ်စိုင်နိုင်ကွေးကထွက်လာတဲ့တပ်မ33လောက်ခန်ခမာယ17နဲ့ခလာယ42ကအင်အား120ကန့်ပါစစ်ကြောင်းနဲ့ပုံနာကြီးရွာနီးမှာ10နိုင်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါအဲ့ဒီတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်သား35ဦးသေဆုံးပြီး AMA တနတ်တွေငကြင်းမီ RPG စနိုက်ပါစိန်ပြောင်းတွေနဲ့တခြားစစ်အုံပစ္စည်းတွေတင်စီရမိခဲ့တယ်လို့ရွှေဘိုခဲအမှတ်1တရင်ကထုတ်ပြန်ထားပါတယ် အဲ့ဒီတိုက်ခိုက်မှုကိုရွှေဘိုခရိုင်ကုတ်ကေးမှုစီမံချက်နဲ့အမှတ်1 2 3 4 5၁၇တည်ရင်နေဝလက်မြုံနယ်ပကဖာဟန်လင်းတိုက်နယ်ပကဖာနဲ့ဒေသခံပကဖာတွေပူးပေါင်းလို့တိုက်ခိုက်ခဲ့တာလို့သိရပါတယ်ခင်ဗျာမြစီမာဗီဒီယိုရဲ့ကြာတာပတင်းနေမနှစ်ပိုင်းနောက်ဆုံးရပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ် ကင်းနီပြည်နယ်လွိုက်ကောအချင်းထောင်မှာရှိတဲ့အချင်းသားတွေကိုစစ်ကော်မရှင်တပ်ကကြိုတင်ပဲပေးခိုင်းပြီးမဲမတမာမှုပြုလုပ်ဖို့ကြံစီနေတယ်လို့ကင်းနီနိုင်ငံရေးအချင်းသားများအစည်းအရုံး KBPA ကထုတ်ပြန်ပါတယ်။လွိုက်ကောအချင်းထောင်မှာအချင်းချခံရတဲ့နိုင်ငံရေးအချင်းသားတွေအပါအဝင်အချင်းသူအချင်းသားအချုပ်သူအချုပ်သားတွေကိုစက်တင်ဘာလဒုတိယပတ်အတွင်းစည်ရင်းနေကောက်ယူပြီးတဲ့နောက်စက်တင်ဘာလကမှကြိုတင်ပဲပေးခိုင်းတာလို့သိရပါတယ်။လွတ်မြောက်လာတဲ့သူတွေကပြန်ပြောပြလို့ဒီအကြောင်းကိုသိရတာပါ။ သူတို့ကိုအရင်ဆုံးစင်းကောက်တယ်ပြီးတော့မဲထဲခိုင်းလို့အကုန်လုံးမဲထဲလိုက်ရတယ်လို့ KPP တာဝန်ရှိသူကပြောပါတယ်။လွိုက်ကောအချင်းထောင်မှာအချင်းသားစုစုပေါင်းအယောက်900ကျော်ရှိတာပါ။ဂျိုတင်မဲထဲခိုင်းမှုမှာဘဲပါတီကိုမဲပေးဖို့တိုက်တွန်းမှုရှိမရှိကိုတော့မသိရသေးဘူးလို့ KPP တာဝန်ရှိသူကဆက်ပြောပါတယ်။ အဲ့လိုကြိုတင်မဲပေးခိုင်းတာကိုလိုက်ကောအချင်းထောက်မှာရှိတဲ့အချင်းဦးစီးဌာနဝန်ထမ်းတွေကဦးဆောင်ပြီးတာဝန်ယူလုပ်ဆောင်တာလို့သိရပါဗျ။စစ်ကောမရှင်ရဲ့ရွေးကောက်ပွဲဥပဒေအရအချင်းကျခံနေရသူတွေဟာမဲပေးပိုင်ခွင့်မရှိပါဘူး။အခုလိုလိုက်ကောအချင်းထောက်မှာရှိတဲ့အချင်းသားတွေကိုကြိုတင်မဲပေးခိုင်းမှုဟာဥပဒေကိုကျော်လွန် လုပ်ဆောင်ပြီးမဲမတမာမှုပြုလုပ်ဖို့စီစဉ်နေတာဖြစ်တယ်လို့ KPPA ကထုတ်ပြန်ထားပါဗျ။ဥပဒေကလည်းပြစ်ဒဏ်ကျခံရသူတွေကိုမဲပေးပိုင်ခွင့်မရဘူးလို့တုံ့နှုံထားတာ။ သူတို့အခုဒီကြိုတင်မဲပေးခိုင်းတာကလည်းဥပဒေပြင်ပကနေလုံနေတာဆိုတော့ဒီအချင်းသားတွေရဲ့ကြိုတင်မဲစီရင်ကိုဘမအတုံးချမလဲဆိုတာတော့စဉ်းစားရမယ့်အပိုင်းရောက်သွားပြီလို့ KPP တာဝန်ရှိသူကပြောပါတယ်စစ်ကော်မရှင်ကအပိုင်းလိုက်ပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်း1ကို လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာမြို့နယ်တရားနှစ်မြို့နယ်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ကြေညာထားတာပါတရားမဝင်တဲ့အစိုးရအပေါ်တရားဝင်မှုတည်ဆောက်ဖို့စစ်အုပ်စုဟာနောက်ဆုံးလှည့်ကွက်အဖြစ်ရွေးကောက်ပွဲပြုလုပ်တာဖြစ်တဲ့အတွက်စစ်ကော်မရှင်တပ်ရဲ့ရွေးကောက်ပွဲတွေဟာလွတ်လပ်ပြီးတရားမျှတမယ်လို့ဆိုတာဟာစိတ်ကူးယဉ်ကျေးတာဖြစ်တယ်လို့ပြီးခဲ့တဲ့နိုဝင်ဘာလ19ရက်နေ့ကအမေရိကန်အောက်လွှတ်တော်မှာပြုလုပ်တဲ့မြမအရေးဆွေးနွေးပွဲအတွင်းလွှတ်တော်အမတ်တွေနဲ့ကော်မတီဥက္ကဋ္ဌတွေကထောက်ပြပြောဆိုထားပါတယ်ခင်ဗျာ။ မောတော်မျိုးကိုတော်လိုင်းအင်အားစုပူးပေါင်းတက်တွေတိုက်ခိုက်သိမ်းပိုက်ပြီးတာဆယ်ရက်ကျော်ကြာပြီဖြစ်ပေမဲ့တိုက်ပွဲတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေနိုင်သေးတာကြောင့်ဒေသခံတွေနေရမပြန်လို့ကြပေမဲ့လည်းထိုင်းအာဏာပိုင်တွေကပြန်လွတ်နေတာကြောင့်နေရပြန်ကြရပြီဖြစ်တယ်လို့သိရပါတယ်စစ်ကွန်ရှင်တက်က၎င်းတို့လက်လွတ်လိုက်ရတဲ့မောတော်မျိုးနဲ့မောတော် တိန်ခွန်းလန့်ကိုပြန်လည်ဆွမှုနိုင်ရေးအတွက်နိုဝင်ဘာလ15ရက်နေ့ကစပြီးတိန်ခွန်းဤတဝိုင်းမှာပြိမိနေတဲ့စစ်ကြောင်းကိုရဟန်းတွေနဲ့စစ်ကူပေးပြီးရဲ့နောက်ပိုင်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ်တိုက်ပွဲတွေအတွင်းစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ပြုလုပ်ပေးနေပြီးမော်တော်မျိုးစီဦးတည်နိုင်ရေးကြိုးပမ်းနေတယ်လို့စီးရေးသတင်းမြစ်ကပြောပါတယ်မော်တော်မျိုးသိန်းတိုက်ပွဲစတင်ပြင်းထန်ခြင်းကစပြီးမော်တော်မျိုးကန်၃000ကျော်ထိုင်းမြန်မာနယ်စပ် မောတောင်စင်ခွန်နယ်စပ်မြေအနီးမှာရှိတဲ့တောတောင်တွေထဲမှာတိမ်းရှောင်နေကြရတာဖြစ်ပြီးလက်ရှိမှာစစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေတာဖြစ်တာကြောင့်နေရမပြောင်းနိုင်သေးတာလို့သိရပါတယ်။စစ်ပေးရှောင်တွေကိုမောတောင်စင်ခွန်နယ်စပ်မြေအနီးအလဲဂိတ်လို့ခေါ်တဲ့နေရာကနေပြန်လွှတ်နေတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာအဆိုပါနေရာတွင်စစ်ပေးရှောင်နေတဲ့ပြည်သူ1800ခန့်မြို့ထဲကိုပြန်လည်ဝင်သွားရပြီဖြစ်တယ်လို့သိရပါဗါအဆိုပါအခြေအနေနဲ့ပတ်သက်ပြီးမြစ်စိမအနေနဲ့ကရင်မြို့သားစီယုံ KNU တပ်မှလေခရိုင်အတွင်းမှဘရိုစောအန်နာတာဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ် ော်တော်မျိုးကို KNL ပူးပေါင်းတပ်တွေကနိုဘင်ဘာလ12ရက်နေ့ကစတင်ပြီးတိုက်ခိုက်ခဲ့ရာနိုဘင်ဘာလ14ရက်နေ့မှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ16ရက်နေ့ကစပြီး17လကျော်ပိတ်ဆို့ခံထားရတဲ့မော်တော်တင်ခွန်လမ်းကြောင်းပေါ်မှာရှိတဲ့စစ်ကော်မရှင်စစ်ကြောင်းဟာလည်းတလင်းအင်အားစုတွေရဲ့ဆက်လက်ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာလည်းဖြစ်ပါတယ်။မော်တော်မျိုးဟာစစ်ကော်မရှင်တပ်အတွက်နေဆက်ကုံတွယ်ကွန်များအဓိကရရှိစေတဲ့ထိုင်းမြန်မာနေဆက်ကုံတွယ်ရေးမြို့တစ်မြို့ဖြစ် ြစ်ပြီးဘိတ်တနင်္လာရီဘုတ်ပြင်းမြို့နယ်တွေကိုမောတောင်တင်ခွန်ကားလမ်းကြောင်းနဲ့တဆင်ဆက်သွယ်ထားတာလည်းဖြစ်ပါတယ်ခင်ဗျာအိန္ဒိယမြန်မာနယ်စပ်မီဇိုရန်ပြည်နယ်အတွင်းဝမ်ယောဂါကူးဆက်ပြီးလူသေဆုံးမှုတွေရှိခဲ့တဲ့နောက်ဆက်နှစ်ကြာပိတ်ထားတဲ့အိန္ဒိယမြန်မာနယ်စပ်လမ်းတွေပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ဒေသခံတွေနဲ့မြန်မာစစ်ဘေးရှောင်နေစီကတီးရပါတယ် အသွာလာနှစ်လခန့်ပိတ်ပင်ထားဖို့စီစဉ်ခဲ့ပေမဲ့လက်ရှိမှာဝမ်းရောဂါထိန်းချုပ်နိုင်ပြီဖြစ်တဲ့အတွက်အိန္ဒိယအာနာပိုင်တွေက နိုဝင်ဘာလ24ရက်နေ့မှာပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။နေဇာလန်တွေကိုအကုန်ပြန်ဖွင့်လိုက်ပါပြီ။ခရိုင်အုပ်ချုပ်ရေးမှူးကထုတ်ပြန်ခဲ့တာပါ။ကူးစက်မှုတွေလည်းမရှိတော့ပါဘူးလို့ကာကီချေးရွာလူငယ်အသင်းဥက္ကဋ္ဌကမျက်စိမှောက်ပြောပါတယ်။မြန်မာဆွေဘေးရှောင်းနေခိုးလုံနေတဲ့အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုင်ခရိုင်ကခြေရွာနှစ်ရွာ ရှဟာခရိုင်ကကြီးရွာနေအောင်မှာနိုမလာ၄ရက်နေ့ကစလို့ဝမ်းယောဂါတွေဖြစ်ပွားခဲ့တာပါ။ဒါပြင်ဝမ်းယောဂါကြောင့်စုစုပေါင်း၉ဦးသေဆုံးခဲ့ပြီးလူတရာကျော်ကူးစက်ခံခဲ့ရပါတယ်။အဲဒီနောက်နိုမလာ၃ရက်နေ့မှာတော့နေဆက်အသွားလာတွေကိုဒေသအာဏာပိုင်တွေကနှက်လာပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ကူးစက်မှုပြင်းထန်ချိန်မှာဒေသအာဏာပိုင်တွေကကြီးရွာတွေကိုကွင်းစင်းစစ်ဆေးပြီးလိုအပ်တဲ့စေဝါတွေကူညီထောက်ပံ့ခဲ့ကြတယ်လို့ဒေသခံတွေကပြောထားပါတယ်။ လမ်းဘိတ်ထားချိန်တွင် မီဇိုရန်ပြည်နယ်ကနေပလဝမြို့နယ်ကိုတင်ပို့မဲ့ပစ္စည်းနဲ့ကုန်တွေဟာလမ်းမှာပိတ်မိခဲ့ပြီးကုန်ပစ္စည်းတချို့ပျက်စီးမှုရှိခဲ့ပေမဲ့လည်းအခုအချိန်မှာပြန်လည်တင်ပို့နေပြီလို့မြန်မာစစ်ဘေးရှောင်တူကပြောပါတယ်။စစ်ကော်မရှင်တပ်နဲ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့ရခိုင်ပြည်နယ်ကိုအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကတဆင့်စားနေကစေဝါနဲ့73စီတွေအပါအဝင် လူသုံးကုန်ပစ္စည်းတွေတင်သွင်းနေတာဖြစ်ပါတယ်ခင်ဗျာ။ မြစီမရေဒီယိုရဲ့ခြားသာပတင်းတွေမနက်ပိုင်းအထိရရှိထားတဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုကတော့နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပါနမကြီးတရုတ်ဂျင်သားတွေကိုတီးတန့်တိုက်ထဲမှာအမျိုးသမီးတွေနဲ့တွေ့ခွင့်ပေးခဲ့ပြီးတခြားအထူးခွင့်ရည်တွေလည်းပေးခဲ့တယ်လို့ဆိုကာဘန်ကောက်အချင်းထောင်အကြီးအကဲကိုထိုင်းရနာပိုင်တွေကယာတို့ကနေချထားလိုက်တယ်လို့တရားရေးဝန်ကြီးဌာနကပြောပါတယ် ဘန်ကောက်ရီမန်နဲ့အချင်းထောင်မှာအချင်းသားတွေစီတရုတ်အမျိုးသမီးနှစ်ဦးဝင်ရောက်ခွင့်ပြုခဲ့တယ်လို့ဒေတာကန်မီဒီယာတခုကပြီးခဲ့တဲ့အပတ်မှာသတင်းဖော်ပြခဲ့ပြီးတဲ့နောက်အဲ့လိုရှုပ်တော်ပုံပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ဒီချင်းထောင်ဟာတရားစွဲတင်မှုစောင့်ဆိုင်းနေစေအချုပ်အချင်းသား၄000ကျော်ကိုရမန်ယူချုပ်နှောင်ထားတဲ့နေရာဖြစ်ပြီးအခုလအစောပိုင်းကတရုတ်နိုင်ငံကိုပြန်ပို့ခဲ့တဲ့လူလိန်ရှဲကြည့်ချင်းလိုလူမျိုးအပါအဝင်ထိုင်းနိုင်ငံမှာရှိတဲ့နာမည်အပြည့်ဆုံးတရားခဏတွေကိုချုပ်နှောင်ထားတဲ့နေရာလည်းဖြစ်ပါတယ်။ အချင်းထောင်အကြီးကဲသူအတွင်ရင်မူအကြီးလန်းအချင်းထောင်အရာရှိတူတို့ကိုတရားရေးဝန်ကြီးဌာနကတင်းလာနေမှာယာဒုကနေချထားလိုက်တယ်လို့ဝန်ကြီးဌာနထုတ်ပြန်ကြေညာချက်အရသိရပါတယ်။တရုတ်ကျင်းသားတွေကိုမျက်နှာသာပေးခဲ့တယ်လို့ဆွဆွဲခံထားရတဲ့အချင်းထောင်အရာရှိတွေပါဝင်တဲ့အမှုကိုတပ်တွေအထောက်ထားတွေအပေါ်အခြေခံကင်တွေခဲ့တယ်လို့တရားရေးဝန်ကြီးရတပုံနောင်ဝရကပြောကြောင်းတင်းလာနေနောက်ပိုင်းကထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ အစောပိုင်းထုတ်ပြန်တဲ့ကြေညာချက်ထဲမှာအချင်းတော်ကိုရှာဖွေခဲ့ရမှာကွန်ဒုံးတွေဆေးလိပ်တွေနဲ့အရက်တွေအပါအဝင်ကျင်းဝတ်ဖောက်ဖျက်မှုနဲ့တားမြစ်ပိတ်ပင်ထားတဲ့ပစ္စည်းတွေကိုတွေ့ရှိခဲ့ရတယ်လို့တရားရေးဝန်ကြီးဌာနကပြောထားပါတယ်။အချင်းတော်တိုက်ထဲမှာအချင်းသားတဦးကိုတရုတ်အမျိုးသမီးနှစ်ဦးနဲ့အတူတွေ့ခဲ့ရပြီးအဲ့ဒီတိုက်ခန်းမှာလည်းအကြီးတန်းအရာရှိတွေကိုဧကခံဖို့ပြုပြင်ထားတဲ့အခန်းဖြစ်နေပါတယ်။ အကျဉ်းသားတွေတုံးဆွဲခွင့်မရှိတဲ့ဇပွဲဆိုဖာနဲ့ရေခဲတစ်တာတွေကိုအဲ့ဒီတိုက်ခန်းတွေမှာတွေ့ရှိခဲ့ရပါတယ်မြစီမရေဒီယိုရဲ့ကြာတာပရင်းနေမနပိုင်းနောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးခဲ့တာပါ အခုဆက်လက်ပြီးတည်ထောင်တွစ်ဆုံဝင်းမြန်ကအစီအစဉ်ကိုထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ် မြေစိမပိတ်တယ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမြေစိမရဲ့တီးတန့်တွိတ်ဆုံမေးမြန်းခန်းကနေကြိုဆိုပါရစေအခုတစ်ခေါက်တီးတန့်တွိတ်ဆုံမေးမြန်းခန်းမှာတော့ DKBA ထိန်းချုပ်နေမြေဖြစ်တဲ့မင်းလက်ပံကို KNU လောက်ခံ KNL တက်တွေကဝင်ရောက်စီးနင်းခဲ့ရတဲ့ပတ်သက်ပြီးတော့ကျွန်တော် KNU ပြောရေးဆိုခွင့်ရှိသူဘသူစောတော်နေကိုကျွန်တော်ဆက်သွယ်မေးမြန်းထားပါရစေခင်ဗျာမင်္ဂလာပါဘသူစောတော်နေခင်ဗျာဟုတ်ကဲ့ ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ခင်ဗျာဒီမနက် GKPA ထိန်းချုပ်နေပြီဖြစ်တဲ့ Mainland Bank ကိုဝင်စီရတဲ့ပတ်သက်ပြီး KNU ကထုတ်ပြန်ထားတာတွေ့ရပါတယ်ကျွန်တော်တို့ဆိုတော့ဟို GKPA ထိန်းချုပ်နေပြီဖြစ်တဲ့ Mainland Bank ကို KNU လောက်ခံ KNL တက်ကဝင်ရောက်စီးနင်းခဲ့ရမှာပေါ့နော်ဒီလုပ်ငန်းကိုတရားဥပဒေစိုးမိုးရေးအရစစ်ဆင်ရေးလုပ်တာလားဒါမှမဟုတ်ဆရာရဲ့နည်းစစ်ရေးအရပေါ့နော်နည်းမြေရှင်းလေးလားဘလို့ဆရာတို့ KNU ညီရသတ်မှတ်ချင်ပါလေကျွန်တော်သိချင်တာပေါ့လေ KNU ရဲ့ရည်ရွယ်ချက်အမှန်ကဘာလဲဆိုတာကိုကျွန်တော်သိချင်ပါတယ်ပြုခင်ဗျာဒါလေးကိုပထမဆုံးအနေနဲ့ရှင်းပြပေးစီလိုပါတယ်ဆရာဟုတ်ကဲ့ခင်ဗျာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့ကတော့ဘာရည်ရွယ်ချက်နဲ့လုပ်တယ်ဆိုတာကတော့ရှင်းရှင်းလင်းလင်းရှိနေပါတယ်ပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲအထူးသဖြင့်နိုဝင်ဘာလ16ရက်နေ့မှာလေကျွန်တော်တို့ထုတ်ပြန်ကြေညာချက်ထဲမှာလည်းရှင်းရှင်းလင်းဖော်ပြထားတာကတော့ဒီလုပ်ငန်းကိုကျွန်တော်တို့ဘယ်လိုမှခွင့်ပြုလို့မရဘူးကျွန်တော်တို့တိုက်ဖြတ်သွားမယ်နိုင်ငံတကာရဲ့ဟိုပါဝင် ဆောင်ရွက်မှုနဲ့ကျွန်တော်တို့နဲ့အတူလက်တွဲကိုတော့တကယ်လိုအပ်တယ်ဆိုတာကျွန်တော်တို့ဖော်ပြပြီးတော့ကျွန်တော်တို့ထုတ်ပြန်ပြီးတဲ့နောက်ပါပဲအဲ့ဒါကောင်းထဲဖော်လိုက်တဲ့သဘောလို့ကျွန်တော်တို့ပြောလို့ရပါတယ်ခင်ဗျာအဲ့ဒါကျွန်တော်တို့ရဲ့ယူရရင်းပါပဲဟုတ်ကဲ့ခင်ဗျာဟုတ်ဒီဆရာခင်ဗျာဒီထုတ်ပြန်ချက်တည်းမှာဆိုရင်လေဖန်းစီရမိသူနိုင်ငံခြားသားပေါ့လေ933တဲကနေတရုတ်နဲ့ပေါ့နော်ထိုင်းနိုင်ငံသားအငင်းငယ်ကိုပဲဟိုတက်ဆိုင်ရာနိုင်ငံတွေစီကိုလွှဲပြောင်းပေးနိုင်ကြရကျွန်တော်တို့ဖတ်ရပါတယ် ဆိုတော့ဟိုကြံရှိရဲ့နိုင်ငံဘောင်းဆောင်ကကြားဖြန့်လုပ်သားတွေကို နိုင်ငံတကာဥပဒေနဲ့အညီဘယ်လိုဆောင်ရွက်ဖို့ KNU ကစီစဉ်ထားပါလဲဟိုတဆက်သေးပေါ့နော်အထူးသဖြင့်ပေါ့လေဆရာရဲ့လာအိုဖိလစ်ပိုင်အီသီယိုးပီးယားစတဲ့နိုင်ငံတွေနဲ့ဟောဆက်သွယ်ညှိနှိုင်းဖို့ဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာတိလို့ရတော့ဒီကနေအဆင့်သိချင်ပါတယ်ခင်ဗျဟုတ်ကဲ့အဲ့ဒီအပိုင်းမှာတော့ကျွန်တော်တို့ရဲ့ဟိုဒီဒီ ဝင်းထဲကိုကျွန်တော်တို့မဝင်ခင်ကတော့ခန့်မှန်းချက်အရတော့ဥယီအဖြစ်9000လောက်ရှိမယ်လို့တော့ခန့်မှန်းတယ်ဆိုမဲ့တကယ်တမ်းကျွန်တော်တို့ဝင်ပြီးတော့စစ်တဲ့ခါမှကြတော့2000ကြော်ကြော်လေးတော့ဖြစ်နိုင်တယ်လို့တော့ကျွန်တော်တို့သိရပါတယ်ခင်ဗျာအခုကအနေငယ်ဥယီအနေငယ်ပဲပို့နိုင်သေးတယ်ဆိုတာကလည်းကျွန်တော်တို့မှဝင်ပြီးတော့ဟိုတခြားလောက်ကြရည်လည်းအများကြီးရှိတယ်လေ ဟိုစစ်ဆေးမင်းမြန်းတာတွေဟိုတော့အကဲခတ်တာတွေအကုန်လုံးကကျွန်တော်တို့ဝင်လောက်တဲ့အခါမှာတလောက်တရက်နေ့အတွင်းမှာတလောက်ပဲလုံနိုင်သေးတယ်ဆိုပေမဲ့လို့လောက်ရာတွေကတော့အများကြီးကြံပါသေးတယ်ဆိုတော့အဲ့ဒီအနေထားမှာတွေ့ရှိရတဲ့နောက်ဆုံးတွေ့ရှိရမင်းညနေအထိဆိုရင်တော့နိုင်ငံပေါင်း24နိုင်ငံအထိတောင်းသူ့ရဲ့နိုင်ငံသားတွေကကျွန်တော်တို့တွေ့နေရတယ်ဆိုတော့အဲ့မှာကတော့ကျွန်တော်တို့ကတော့အခုဖော်ပြတဲ့နိုင်ငံတော့24နိုင်ငံဆို တော်တော်လေးကိုများနေပြီဆိုတော့အဲ့အရာတွေဆက်လက်ပြီးတော့ကျွန်တော်တို့ဆက်သွယ်ဆောင်ရွက်မယ့်အပိုင်းတွေကျွန်တော်ဆက်သွယ်ဆောင်ရွက်တယ်လို့တစ်ချိန်တည်းမှာလည်းလှုပ်เสียဖြစ်တဲ့အထူးသဖြင့်စုံစမ်းဆေးရမယ့်အချက်လက်တွေအားလုံးကိုလည်းကျွန်တော်တို့စုဆောင်ပြီးတော့ကျွန်တော်တို့သိရှိပြီးတော့ဟောလုပ်နိုင်တဲ့အနေအထားတစ်ခုထိရောက်အောင်တော့ကျွန်တော်တို့ဆက်ပြီးတော့ကြိုးစားသွားမှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာဆရာဒီထုတ်ပြန်ချက်ချင်းမှဆိုရင်လည်းဒီထုတ်ပြန်ချက်မှဖော်ပြထားရပေါ့ဒီဆရာဒီနှင်းပန်းနှိပ်ဆက်ဖို့တုံးဆွဲရလို့ဆရာတို့ယူဆရတယ်ဆိုရယ်၄ပေ၆ပေအခန်းငယ်ကြီးလည်းတွေ့ရှိရလို့ကျွန်တော်တွေ့ရပါတော့ဆိုတော့အဲ့ဒီအခန်းနေပတ်သက်ပြီးတော့ KNU အနေနဲ့စုံစမ်းစစ်ဆေးမှုတွေကနေဘယ်အချက်အလက်တွေကိုအတည်ပြုနိုင်ခဲ့ပါပြီလဲခင်ဗျာ အဲ့ဒါမြေပြင်ဝင်ရောက်ဆန်းစစ်တဲ့အဖွဲ့တွေကနေပြီးတော့ပြေပို့လာတဲ့တည်င်းအရာကျွန်တော်တို့ကိုအခြေပြုထားပြီးတော့အဲ့ဒီ6ဝင်4ပြည့်ရှိတဲ့အခန်းချင်းကလည်းထူးထူးဆန်းဆန်းရှိတယ်ဗျအဲ့ဒီအဆောက်အဦထဲမှာဆိုတော့အဲ့ရတဲ့အလုံးဟိုဝင်ပေါက်တော့ပေါက်တည်းရှိတာအခန်းပဲဖြစ်တယ်နောက်ပြီးတော့ထိုင်ကုန်တစ်လုံးရှိတယ်နော်ဆိုဟိုတော့ဗောနော်ဒီလိုဒီကျွန်တော်တို့ဒီထိုင်တဲ့ထိုင်ကုန်တစ်လုံးအပြင်အဲ့ဒီမှာတော့ပလပ်ပေါက်ထည့်ထားတာရှိတယ် ဟိုလျှက်စီမီဟိုထိုးဖို့အတွက်အဲ့မှာတခြားကဘာမှထူးထူးခြားခြားမရှိဘူးဆိုတော့ကျွန်တော်တို့ဟိုမြေပြင်အဖွဲ့တည်းရဲ့သုံးသပ်ချက်အရာအများကြီးဖြစ်နိုင်တာပေါ့လေဒါပေမဲ့သက်တည်ထောက်ထားရတော့ဒီဟိုဒဏ်ရတဲ့သွေးကွက်တွေဘာတွေတော့ဒါပေမဲ့အကွက်လိုလိုဟာတခုတော့တွေ့တယ်ဒါပေမဲ့အဲ့ဒါလည်းတအားပြောလို့မရမြဘူးဒါတွေကကျွန်တော်ဆက်လက်ပြီးတော့အထူးသဖြင့်စုံစမ်းစစ်ဆေးအဖွဲ့တွေကမြေကျွန်တော်လွှဲအားလိုက်ပြီးတဲ့နောက်မှာပြန်ပြီးတော့ဒီအဖြစ်မှန်ရဖို့အတွက်ကျွန်တော်ဆက်လုပ်စရာတွေအများကြီးရှိပါတယ်ဆရာနော် ဟုတ်ကဲ့ပါဆရာဒီဖန်ဆီးရမိသူတွေထဲမှာဆိုရင်ဆရာရဟိုမန်နေဂျာတွေအားမခိုင်းစီသူတွေနဲ့ဟိုဆရာတို့အထူးသဖြင့်တခင်းလေးတွေလို့ခေါ်တဲ့သူတွေလည်းဆစ်ဆင်းမှုကနေပေါ့နော်ဒီကြားဖြတ်လုပ်ငန်းရဲ့အဓိကဂွင်းဆက်ကဘန်နာရေးလမ်းကြောင်းနဲ့နေဆက်ဖြတ်ကျော်ထိပ်တန်းကောင်းဆောင်တွေရဲ့နံပါတ်ကိုပေါ်ထုတ်နိုင်ခဲ့ပြီလားခင်ဗျာအဲ့ဒါလည်းသိချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အဲ့ဒီအပိုင်းမှာတော့တေချာတာပြောလို့ရတာတခုပါတကက်အမတန်ကြီးကြီးပေါ့နော်တကယ်အဟိုခေါင်းကြီးကြီးတဲ့လူတွေကတော့ပါခြင်းမှလည်းပါမှာဒီလူတွေကနောက်မှနေပြီးတော့ကင်တွယ်ပြီးတော့ဟိုအမိတ်ပေးညွန်ကြတဲ့လူတွေဖြစ်တာ哦ဆိုတော့ဒီလိုနေရာမျိုးမှာနေဘူးတော့ခက်တယ်ဒါပေမဲ့အလေအလအဆင်ဖြစ်တဲ့အဲ့ဒီ ဒီ site ထဲမှာရှိတဲ့လူတွေခေါင်းဆောင်တွေ manager တွေတထေးမှာတောင်းအောင်ကျွန်တော်တို့တထေးလေးလေးလို့ပြောနေတာပေါ့နော်တိတ်တော့ကြီးကြီးတော့မဟုတ်ဘူးဆိုပေမဲ့လို့အဲ့ဒီ site ထဲမှာတကယ်လူတွင်ချင်နှိမ့်စင်းဟိုညင်မနှိမ့်ဆက်တဲ့လူတွေကတကယ်ဟို criminal တွေတကယ်ရာဇဝတ်ကောင်တွေအများကြီးဖြစ်နိုင်တဲ့ဟာကြတော့ကျွန်တော်တို့စစ်စစ်တွေ့ရှိရတယ်အဲ့ဒီအပေါ်မှာတော့ဒါကျွန်တော်တို့ဆက်လက်ပြီးတော့ဒါဟိုဘလောက်ထိအထောက်ထားနောက်ွယ်မှာဘာအချက်လဲဆိုတာတော့ကျွန်တော်ဆက်လက်လုပ်ရမယ့်အပိုင်းတွေအများကြီးရှိတယ်လीနော် ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျဟိုဟာပေါ့နော်စက်ဆက်သေးပဲဆရာရဲ့ကြားဖြန့်လုတာအချို့နော်အဲ့ site ထဲကကြားဖြန့်လုတာအချို့လက်နက်ကင်ဆောင်ထားတာကိုတွေ့ရှိခဲ့လို့လည်းပါရှိပါတယ်ဆိုတော့အဲ့ဒီလက်နက်တွေကဆရာဘယ်အဖွဲ့အစည်းကလည်းဘယ်နိုင်ငံကလာလဲပေါ့နော်ဒါမှမဟုတ်ဟို DKBA ကထောက်ပံ့ပေးထားတာဆိုရလားဟိုဆိုရကိုပေါ့နော်စစ်စေးဖို့ထုတ်နိုင်နိုင်ပြီလားခင်ဗျ KNU အနေနဲ့လေဒါလေးလည်းသိသိချင်ပါတယ်ခင်ဗျ အဲ့ဒါကတော့ပြောရမယ်ဆိုရင်တော့လုပ်ငန်းစဉ်ထဲမှာပဲရှိပါသေးတယ်။ Bible ဆိုတော့ကျွန်တော်တို့ရဲ့ဖော်ပြချက်အရဆိုရင်တော့တရက်နေ့အတွင်းမှာပဲအဲ့ဒီဥယျာဉ်လောက်ပဲ ဟိုစီစစ်နိုင်သေးတာကိုကြံတဲ့ဟာကတော့ကျွန်တော်တို့ပြောတဲ့အတိုင်းဆိုလူဦးရေ2000လောက်ရှိမယ်လေအ ਨੇ စုံ2000လောက်ရှိမယ်ဆိုတော့အခုဒီဦးရေနဲ့1000မပြည့်သေးဘူးဆိုတော့ဒါတွေကလောက်ရှားကင်ရှားတွေအများကြီးရှိသေးတဲ့အပေါ်မှာသူတို့ကဘာတွေကင်ထားမှန်းကျွန်တော်တို့မသိသေးဘူးဆိုတော့အဲ့လေအပိုင်းမှာအဲ့လိုလိုရှိနေပါတယ်ဒါပေမဲ့အဲ့ဒါကတော့သူကတစင်ပြီးတစင်ကင်တွဲလှုပ်ဆောင်သွားမယ်အပိုင်းတော့ကြံပါသေးတယ်လို့ကျွန်တော်တို့ပြောလို့ရတာပေါ့နော်ဟုတ်ကဲ့ဆရာ KNU ကပေါ့နော်ဆရာရဲ့အဲ့ဒီ data ဟာပေါ့နော် တော့ DKBA ရဲ့ပုံမှုချုပ်ဆိုင်းကျော်လားရဲ့တိုက်ရိုက်ကုတ်ကဲမှုနဲ့ပုံမှုနိုင်လွင်ကဟိုပါပေါ့ကြီးကြပ်နေရလို့အတည်ပြုခဲ့ရပေါ့နော်ဆိုတော့ဒီလိုကြီးမားတဲ့ရာဇဝတ်ကွန်ရက်ကြီးကို DKBA အဖွဲ့အစည်းရဲ့အကြီးစားခေါင်းဆောင်ပိုင်းကနေဘလို့အဆင့်ထိပါဝင်ပတ်သက်မှုတွေပေါ့နော်အကာအကွယ်ပေးမှုနဲ့အကျိုးခံစားခွင့်ရရှိနေရလို့ KNU အနေနဲ့တုံ့တက်ပါလေခင်ဗျာဟုတ်ကဲ့အဲ့ဒီအပိုင်းမှာတော့အများကြီးကျွန်တော်တို့ဟိုဒီ ချိန်ထိုးတော့ပြောလို့ရတာပေါ့နော်ကျွန်တော်တို့ရဲ့ဟိုတော်လန်ရေးတက်တန်းနှစ်90 80အတွင်းမှာကျွန်တော်တို့ခက်ရခဲစင်နဲ့ရက်တည်ပြီးတော့ရန်သူရင်ဆိုင်တိုက်ခိုက်တဲ့နေရာမှာကျွန်တော်တို့ဟာဘာမှဟို ဆိုကြပါစို့ဗျာကျွန်တော်တို့နေရာဒေသတွေကိုရောက်ခဲ့လူတိုင်းလည်းသိနေတာပဲကျွန်တော်တို့ကဘာမှပြောပါလောက်မရှိဘူးဗျာဒီလိုကြီးမားတဲ့အဆောက်အဦဆိုတာဆောက်ဖို့ဆိုတာဟိုအိမ်မက်တော့မမက်နိုင်ဘူးဗျာဒါပေမဲ့ဒီလူတွေကဒီလိုအချိန်တိုကာလအတွင်းမှာတလောက်ဝင်းတစ်ခုလေးပဲရှိသေးတယ်အဲ့မှာ တကယ်အဆောက်အဦကြီးကနှစ်ခုနော်ဒီဒီလိုမျိုးဒီတိုက်ကြီးတာကြီးလေးတာတွေကနှစ်ခုလောက်ရှိကျန်တဲ့အကြောက်အဆောက်အဦပေါင်းအလုံးနေရာ20လောက်ရှိတယ်ဆိုတော့တွေ့နေရတယ်ဆိုတော့ ဘယ်ကာလဘယ်လတုန်းကလဲဘာမှမကြသေးဘူးလေဆိုတော့ဒလာလုံးနေတယ်ဆိုတော့သူတို့ရဲ့ပါဝင်ပတ်သက်မှုတွေသူတို့ရဲ့သုံးနိုင်တဲ့ငွေရေးငွေရေးကြေးရေးအင်အားတွေကဘယ်ဟာရလဲဆိုတာကျွန်တော်တို့သိရှိရှိဝေပြောစရာတော့မလိုဘူးဆိုတော့ဒါပေမဲ့သိကြတာတခုကတော့ဒါကတရားနီလန်းချတဲ့လုပ်ငန်းနဲ့မဟုတ်ဘူးဆိုတာတော့ရှင်းရှင်းလင်းလင်းမြင်နေရတဲ့အပေါ်မှာတော့ဒါတွေကနက်နက်နဲနဲနက်နက်ရှိုင်းရှိုင်းနဲ့ပါဝင်ပတ်သက်နေရဆိုတာ ကျွန်တော်တို့ပြောလိုက်ရတယ်ဒါပေမဲ့အဲ့လိုအချက်ကျလက်ကျနဲ့အသေးစိတ်အချက်လက်ကျတော့တက်ဆိုင်ရာနိုင်ငံတွေရဲ့ဖော်ထုတ်ချက်ရဒီလူတွေဟာတကက် sanction တော့မှာပါပြီးတဲ့ကသူတို့ကဒီအချက်လက်ပေါ်မှာအသေးစိတ်လိလထားပြီးသားလို့ကျွန်တော်တို့ယုံကြည်တယ်ဆိုတော့သူတို့ပဲပုံသိတယ်မြတ်ဟုတ်ကဲ့ဆရာဟိုဆရာအနေနဲ့ဟိုဆရာတို့ဟိုဘယ်လိုပြောမှမလဲဒီဒီထုတ်ပြန်ချက်ထဲမှာဆိုရင်လည်းပေါ့နော် KNU အနေနဲ့ပေါ့လေဒီကြားဖြန့်ခွင့်ဆက်ကိုထိရောက်စွာချုပ်ခွင့်မှုကိုနိုင်ငံတကာရဲ့ပူးပေါင်းပါဝင်မှုက အရေးကြီး တောင်းဆိုထားရပေါ့နော်ဆိုတော့တိတိကျကျပြောရရင်ဆရာရဲ့ KNU ကနိုင်ငံတကာအတိုင်ဝန်းစီကနေဤပညာအကူအညီလားဗန်နာရေးဆိုင်ရာထောက်ပံ့မှုလားစရရေးကဘလို့အကူအညီအမျိုးအစားကိုအဓိကလိုအပ်နေရလို့ပြောလို့ရလဲဆရာခင်ဗျကျွန်တော်တို့လိုချင်တာကတော့ကဏ္ဍပေါင်းစုံအားနေလိုချင်ပါတယ်ဘာဖြစ်လဲဆိုတော့ဒီလုပ်ငန်းမတော်မတရားတဲ့လုပ်ငန်းရဲ့အရင်းအမြစ်ကစစ်အာဏာရှင်တွေကနေဖန်တီးလိုက်တဲ့ဟာလေ သူတို့ကိုယ်တိုင်အကျိုးစီးပွားအရာရယူခံစားပြီးတော့ဒီလုပ်ငန်းကိုလက်လွတ်ဆွပဲခွင့်ပြုထားတဲ့ဟာကြီးဆိုတာကတော့ကျွန်တော်တို့ယုံမှားတာကြီးကတန်တရားလုံးဝမရှိဘူး။ဒါကြောင့်မလို့နိုင်ငံတကာအနေနဲ့ဒီလုပ်ငန်းကိုအမြင့်ပြတိုက်ဖြတ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ကိုမပုတ်မဆုံးတဲ့ပေးတဲ့နည်းပညာနဲ့တော့ဘလို့မှမလုံမလုံလောက်နိုင်ဘူး။နည်းပညာရတီရောလိုအပ်တယ်လို့ကျွန်တော်တို့ဒီနေရာကိုတိုက်ထုတ်ဖို့ stress ဆိုရင်လိုအပ်တဲ့ ဒီရုပ်ဝတ္ထုပိုင်းဆိုင်ရာအင်အားကလည်းတကယ်အလုံးရင်းနဲ့လိုအပ်ပါတယ်နော်မိပညာရဲ့ရုပ်ဝတ္ထုအင်အားအလုံးရင်းနဲ့ရောကျွန်တော်တို့ရဲ့ဟိုလူသားချင်းစာနာထပ်ထားမှုတွေရှိရှိတဲ့ထက်အပဲကျွန်တော်စူးစမ်းပြီးတော့ကဲထုတ်ရတဲ့ရှောက်ရှောက်ရတယ်ဆိုတာအမေရိကန်နိုင်ငံရဲ့ကွန်ဂရက်လွှတ်တော်မှာထွက်ဆိုပြီးတဲ့နောက်မှာဒါတွေကကျွန်တော်တို့အော်တူတူသိသိနဲ့လုံနေရတဲ့အပိုင်းတွေအများကြီးရှိတယ်။ဒါတွေကနိုင်ငံတကာကနေသိရ ဒီဟိုစားအင်းနဲ့အားနဲ့ကျွန်တော်တို့ကိုထောက်ကူပြုနိုင်မယ်ဆိုရင်ဒီလုပ်ငန်းတွေကဒီတဲ့အချိန်တိုအတွင်းမှာပျောက်ကင်းသွားနိုင်ဆိုတာကျွန်တော်သိရပြောရတယ်ဗျအဲ့ဒါကြောင့်မလို့ဒီဟာတွေလုံးဝအမြင့်ပြထုတ်ချင်နိုင်ဆိုရင်တော့အမြင့်အရင်ဖြစ်တဲ့စစ်အာဏာရှင်စနစ်ကိုပျောက်ထွက်ပြမှပဲဒါဒီလုပ်ငန်းကပျောက်ကွယ်သွားနိုင်မယ်ဆိုတော့ကျွန်တော်ရိုးရိုးရှင်းရှင်းလေးပဲထောက်ပြချင်တယ်ဗျဟုတ်ကဲ့ဆရာနောက်ဆုံးအနေနဲ့ပေါ့ဆရာရဲ့ဒီ ခင်ယူထင်းချုပ်နေမြေပေါ့နော်ဒီနေဆက်တလျှောက်မှာဆိုရင်ဒီလိုမျိုးကြားဖြတ်လုပ်ငန်းတွေနဲ့ဆက်ဆက်နေတဲ့အခြားနေရာတွေပေါ့နော်ဌာနတွေကိုရောဆက်လက်ရှင်းသွားဖို့အစီအစဉ်များရှိပါလားခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့နေမြေထဲမှာဘလို့မှခွင့်ပြုလို့မရဘူးဆိုတော့ကျွန်တော်တို့ရဲ့ထိပ်ပွန်ကျင်ရတဲ့မှာရောကျွန်တော်တို့မူဟာရရောရှင်းရှင်းလင်းပြောထားတာလည်းအခုမှမဟုတ်ဘူးနှစ်ကာလလည်းတော်တော်ကြာလာပါပြီဒီလုပ်ငန်းဆက်တင်ပြီးတော့ဟိုအတန်တွေထွက်လာကြတဲ့ဟိုကကျွန်တော်တို့စပြောပြီဒါပေမဲ့ ဟိုအာယုံစိုက်မှုမရှိလာတဲ့အပေါ်မှာဒီလုပ်ငန်းကတဖြည်းဖြည်းတဖြည်းဖြည်းကြီးထွားလာပြီးနောက်ဆုံးကြတော့အာနဲ့ထွေးရမယ်ဟာနောက်ဆုံးကြတော့အခုပေါက်ဆိုင်တွေကပေါက်ရမယ်အဆင့်တော့ရောက်သွားပြီဆိုတော့ဒါရှင်းရှင်းလင်းလင်းပဲလေအဲကြောင့်ကျွန်တော်တို့ကလှုပ်တော့လှုပ်မှာပဲဒါပေမဲ့နိုင်ငံတို့နိုင်ငံတကာရဲ့ပုံဝင်ပတ်သက်မှုနဲ့ကျွန်တော်တို့ကိုပံ့ပိုးမှုအနေထား နေနေကွယ်ကွယ်လေးသာသွားမယ်ဆိုရင်ကျွန်တော်တို့လုံနိုင်တဲ့အင်အားတက်ကြုံလွန်ပြီးတော့ကျွန်တော်တို့မှာတော့စင်ကိုချက်မျိုးမျိုးကိုကြည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကဒါကိုစိတ်ပြည့်စရာလည်းအကြောင်းမရှိဘူး။ဆက်လက်လှုပ်ဆောင်သွားမယ်ဆိုတာကိုယ့်ရဲ့ရှိထားတဲ့အရင်းအမြစ်နဲ့ပဲကျွန်တော်တို့ဆက်ပြီးတော့ဒါကိုပြုတ်ပြုတ်ပြုံးတဲ့အထိပဲကျွန်တော်တို့ဆက်လက်လုပ်ကင်ဆောင်ရွက်သွားမယ်ဆိုတာကျွန်တော်တို့ကတိပေးနိုင်ပါတယ်ဗျ။ဟုတ်ကဲ့ပါဆရာကျေးဇူးများကြီးတင်ပါတယ်။အခုလိုမအားလက်တဲ့ချာနေမြစီမကိုအချိန်ပေးပြီးတော့ဖြည့်ချပေးအတွက်ကျေးဇူးများကြီးတင်ပါတယ်ဆရာခင်ဗျ။ ဟုတ်ကဲ့ကျွန်တော်အနေနဲ့လည်းဟိုဒီလိုဖြစ်ကြခွင့်ရတာအများကြီးဝမ်းသာတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကျွန်တော်တို့အထူးသဖြင့်ကျွန်တော်တို့ကရင်လူမျိုးတွေပေါ့နော်အော်ယူသွားတဲ့အကုန်တွေရှိတယ်ဆိုတော့ကိုကိုကိုယုံကြည်သူလူတပားသူတွေကလည်းယုံကြည်မှုခံရတဲ့လူမျိုးတွေဖြစ်တယ်တို့တော့ဒီလိုမကောင်းမှုတွေပအဝင်ပတ်သက်တဲ့ကျွန်တော်တို့ကရင်အစိတ်အပိုင်းကဒီကနေ့မှဆိုရင်တော့ကျွန်တော်တို့ လောက်စိတ်ပြည့်စရာကောင်းတဲ့လူမျိုးတစ်မျိုးမဖြစ်ဖြစ်တယ်ဆိုတာတော့ပြောစရာဘူးမလို့တော့တာအဲ့ဒါကြောင့်မလို့ဒီလိုဂုံတိုက်ခါဆုံးရှုံးသွားတဲ့တကောဒီဂုံတိုက်ထားကိုပြန်ဆယ်တဲ့အနေနဲ့ကျွန်တော်တို့ကရင်မျိုးသားအပေါင်းတို့ဒီလိုညစ်ညမ်းတဲ့လုပ်ငန်းတွေကိုအမြန်ဆုံးစွန့်ခွာပြီးတော့အထူးသဖြင့်ကျွန်တော်တို့ကရင်မျိုးသားအစည်းအဝေးခိုင်မာတဲ့မူဝါဒနဲ့ဒီလုပ်ငန်းကို ဖျောက်ပျောက်ကြီးဆန့်ကျင်တဲ့အပေါ်မှာလက်တွဲလို့ဆောင်ကြဖို့ဆိုတာအင်မတန်မှာပဲအရေးကြီးတဲ့အကာလတစ်ခုကိုရောက်ရှိနေပြီဆိုတာကျွန်တော်ပြောကြားလိုပါတယ်ဒီလိုမျိုးမှမဟုတ်ပဲဆက်လက်ပြီးတော့ဟိုဂျီနွန်ထဲမှာပဲဒုစရိုက်နွန်ထဲမှာဆက်လက်ပြီးတော့လှုပ်ဆောင်သွားမယ်ဆိုရင်ကျွန်တော်တို့ကဘလို့မှဟိုဟိုလက်တွဲလို့ဆောင်မဆိုတာအရင်ခက်ခဲသွားပြီဆိုတာတော့ကျွန်တော်အဲ့ဒါပဲပြောချင်တယ်ခင်ဗျဟုတ်ကဲ့ပါဆရာကျေးဇူးများကြပါတယ်เนาะဆရာဟုတ်ကဲ့ဟုတ်ကဲ့ပါဒါကတော့ KNU ကဲပြောရေးဆိုခွင့်ရှိသူဘသူစောတော်နီကို DKPA ချင်းချုပ်နေပြီဖြစ်တဲ့မင်းလက်ပံကိုဝင်ရောက်စီးနှင်းခဲ့တာနဲ့ပတ်သက်ပြီးမေးမြန်းခဲ့တာဖြစ်ပါတယ်ကြီးစုနေကြမြေစီမပိတ်တများအားလုံးပဲအချမ်းဖတ်စစ်တဲ့အန်ဂန်နေကင်းရှင်းပြီးတော့ရန်မျိုး၅ပါးအန်ဂန်နေကင်းဝင်ကြပါစေလို့ဆုကောင်းတောင်းပေးပါတယ်နောက်ထပ်တီးတန့်သွေးဆုံမေးမြန်းခဲ့ဒီမှာပြန်တွေ့ပါမယ်ကျွန်တော်ခန့်တွေပါခင်ဗျာ ျက်စိမရေဒီယိုရဲ့ဒီခေတ်မနက်ပိုင်းအစီအစဉ်တွေကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံလူနိုင်ငံသားအပေါင်းစစ်အာဏာရှင်ဘေးကနေကင်းဝေးပြီးကိုယ်စိတ်နှပါကျန်းမာချမ်းသာကြပါစေလို့မျက်စိမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရပ်တည်နေမဲ့မျက်စိမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးကျန်းမာကြပါစေခင်ဗျာ thank you